နောက်တစ်ခါကျတော့အဲ့ဒီကြောင်းမှာပဲကိုထိုင်ငယ်နဲ့ကိုရင်အဲ့နေရဲ့အချိန်မှာအဲ့ကိုရင်ငယ်ကသူ့ရဲ့တစ်နေပဲလာတိဟိုပုတ်တီဖို့လာလို့ပါကျွန်တော်အဲ့ဒါအဲ့အချိန်မှာလည်းကျွန်တော်တိခံစားချက်ကဒါကတော့နေခြင်းမကြီးဖြစ်နေအဲ့ချိန်မှာဘယ်သူမှမရှိဘူးကြောင်းပေါ်လာကိုထက်လည်းငယ်နေအဲ့ကိုရင်အဲ့တော့ခါကျရင်ဒီအဲ့ဖြစ်ရုပ်ကိုကျွန်တော်ပြန်ပြီးစဉ်းစားဒီအချိန်မှာဒါကြီးကခံစားချက်မကောင်းဆိုတာတိကျွန်တော်ရဲ့ဟိုအတွေးကိုလည်းကျွန်တော်တစ်ခါကျရင်ဒီညမှာပြန်ပြီးတော့မိကုန်ပြန်ထောက်နေ ဲ့ဒီအချိန်တုန်းကခံစားချက်တွေကိုပေါ့နော်ငါဘာလို့ဒါကြီးကိုကြောက်နေလားဆိုလဲအရင်နဲ့မကြောက်နေဘူးမကောင်းတဲ့အရာကြီးတော့တည်ရတယ်ဒါဒီကောင်ကဘာလို့လုပ်နေရလဲဆိုပေါ့နော်မကောင်းတဲ့အရာကြီးတော့တည်တယ်မကြောက်လားဆိုတော့မကြောက်ဘူးဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအဲ့ဒါကိုခံဖြစ်နေရပါတလားဟိုဘလူးရမယ်အရင် panic မဖြစ်ဘူးဗျာအရင်မကြောက်ဘူးတလားမကောင်းစားတည်ရအဲ့လိုမျိုးပေါ့နော်ငယ်သေးလို့လားကျွန်တော်လည်းမပြောတယ် baby reindeer ပေါ့နော် ိုက်ကားကြည့်ပူမှာပါအိုက်ကားထဲမှာဆိုလို့ရှိရင်လေဒီသူ့နောက်ကို stock လောက်ခံရတယ်တောက်လျှောက်သူ့နောက်ဆက်ပြီးတော့လိုက်ပြီးတော့ stock လုံးနေ stock ကတယောက်ရှိရဲ့ဒါပေမဲ့သူအဲ့ဒါကိုရေးမတိုင်ခဲ့စဖြစ်ပြီးသူ harassment လောက်ခံနေရတာတိတိကြီးနေသူမလောက်ခဲ့ဘောနော်ဒါပေမဲ့အဲ့ဒါကိုလေသူပြန်သူလည်းအဲ့ဒါဘာကြောင့်လဲဆိုတော့သူမသိဘူးဘောနော်ဒီယာယီကိုသူဟိုဘယ်လိုပြောမလဲလက်လက်တင်ခံပေးနေဗျာသိရမလားဟိုဘယ်လိုပြောမလဲ let it happen ဘောနော်အဲ့ဒါယူဖြစ်ပါစီဆိုပုံစံမျိုးဖြစ်နေရပေါ့ကျွန်တော်လည်းအဲ့ဒီတော့အဲ့လိုမျိုးဖြစ်နေရတာကျွန်တော် ိဘူးပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဝေဝါကမရှိတော့ပါဘူးဒီလိုမျိုးလာလို့ရင်တော့ဒါပြန်တုံ့ပြန်မယ်အနေထားမှာတော့ရှိသွားပြီပေါ့နော်အဲတော့ကိုလည်းငယ်သေးတဲ့ခါကျတော့ sexual အဲ့လိုမျိုး harassment လုပ်တာတွေပါယောက်ျားချင်းဆိုတဲ့ဟာကြီးသေချာမသိသေးတဲ့အခါကြောင့်လည်းနေနိုင်မယ်အဲ့ဒါတစ်ခေါက်ပေါ့နော်အဲ့တော့စုစုပေါင်း၃ခေါက်လောက်ရှိပါအဲ့တော့နည်းနည်းအသက်ကြီးလာတဲ့ခါမှလည်း ဂေးတွေလို့မျိုး Facebook ကနေလာပြောပါညာရှိဒါပေမဲ့အဲ့ဒါကြီးကတော့ယောက်ျားလေးတွေတော်တော်များများကြုံဝင်ဆိုတာထားလိုက်တော့ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်သတင်းတစ်ခုဖတ်တယ်အဲ့ဒီသတင်းထဲမှာကျွန်တော်အရင်ကအတိအကျွမ်းမိတ်ဆွေဟောင်းတယောက်ပါလာတယ်အဲ့တယောက်က LGBT ပေါ့နော်ပြောမယ်ဆိုတော့ gay ပေါ့ကျွန်တော်နဲ့ခင်တယ်ကျွန်တော်အတိတွေမှာ gay တွေအများကြီးပဲရှိကျွန်တော်အကုန်လုံးလူတိုင်းနဲ့ပေါင်းတယ်ဒါပေမဲ့အဲ့တယောက်ကလည်းကျွန်တော်တခါပေါ့နော်မင်းကဘလူးကြော့လောက်ပြီးခြင်းနေဆိုပြီးတော့ပြောဦးလေစသလိုနောက်သလိုပေါ့နော် ျွန်တော်လည်းအဲဒီကနေစသနောက်လိုပဲလီလာပါဖြစ်တယ်ညာဖြစ်တယ်နဲ့ပြန်ပြောလိုက်တာပေါ့ဒီချိန်မှာတော့ကိုကဟိုအတိတော်ရှိပါတယ်မကောင်းဒါဒီငါ့ကို sexual harassment လုပ်နေ sexual assault လုပ်နေရဆိုပြီးတော့တိပါတယ်ဒီချိန်မှာတော့အဲဒါကြောင့်မလို့ဒီချိန်မှာတော့အာမင်းဒီလီလာပြောနေအမင်းဘာဖြစ်နေရလဲညာဖြစ်နေရလဲစသဖြင့်ကွာပြန်ပြီးတော့ပြောတတ်နေပြီပေါ့ဒီကောင်တော့ show သွားပါတယ်နှစ်နှစ်ရပါတော့ဒီ focus လုံးမဲ့နေမှာပဲအဲ့တဲ့တင်တစ်ခုဖတ်လိုက်ရအဲ့တဲ့တင်ကလည်းတင်ကောင်းလို့မဟုတ်ပါဘူးအဲ့တင်ငယ်ချင်းကအဲ့လိုမျိုးပေါ့ သူရဲ့ reputation နဲ့ပတ်သက်တဲ့မကောင်းတဲ့တည်င်းတစ်ခုပေါ့နော်ထွက်လာနေတယ်ပေါ့သူပါလားဆိုပြီးတော့တတိထားမိရပါထားပါတော့အဲ့ဒီမှာလည်းတစ်ခါနောက်တစ်ခါကျတော့ဒီဘက်နဲ့နည်းနည်းကတ်လာပြီပေါ့နော်လွန်ခဲ့တဲ့နှစ်ကပဲမနှစ်ကပေါ့ကောင်မလေးတယောက်နဲ့စကားပြောနေသူနဲ့စကားပြောနေနေအဒီကောင်လေးရတယ် LGBT man ဆိုတာလေကျွန်တော်သိပြီးသားနော်ကိုလေးက Facebook friend ပေါ့နော်သူပါလဲဆိုတာလေကျွန်တော်သိရပါတော့စကားကြီးပဲပြောတော့ကောင်းမှန်ပြန်ပြောဒါပေမဲ့အဲ့ဒီမှာအဲ့ကောင်လေးကငနေ insane ဖြစ်ပြီးတော့ကျွန်တော်စကားကြီးလာပြောလို့မျိုး ကြည့်ချင်တယ်ပြရတော့တင်လားဘာလုပ်ပြီးချင်တယ်ဘာဖြစ်ချင်ဒူဘောနော် harassment လုပ်ခင်ကျွန်တော်စောင်းအထုတ်တော့တယ်ဒါပေမဲ့တင်မဘာမှပြန်ပြောညီလေးမျက်မြင်အေးဆေးနေလိုက်တော့ငါ straight ငါ့အဲ့ဒါကြီးလာမပြောနဲ့ငါစိတ်ဝင်မှုစားဒါပေမဲ့မြို့ respect ထားတယ်မြို့ဘာမှမလုပ်ဘူးမြင်အေးဆေးနေငါ့အဲ့ဒါကြီးလာမပြောနဲ့မင်းသူဆက်ပြီးပို့နေအဲ့ချိန်မှလည်းဟိုကိုနဲ့စကားပြောနေတဲ့ကောင်းမလေးကိုတွားပြီးရင်ဖွင့်နေတယ်ဗောနောငါ့လိုဒီလိုလာပြောနေငါဘယ်လိုလုပ်ရမလဲဆို ရှင်ဖွင့်လိုက်တယ်အဲ့အချိန်မှာသူကချက်ချင်းဘလော့လိုက်တယ်လုံးဝချက်ချင်းဘလော့ဘာညာနဲ့ပြောတော့ကျွန်တော်လုံးဝအဲ့တရားကိုဘလော့လိုက်တယ်ပေါ့နော်အခုချိန်ဒီပဲကျွန်တော်ဘလော့လိုက်တယ်ဒီ focus ကိုလုံးဖို့ကဘာကအကြောင်းဖန်သွားလဲဆိုတော့ဒီနေ့ကြုံခဲ့ရတဲ့လမ်းပေါ်အဖြစ်ပြတစ်ခုရယ်ဒီနေ့ဖတ်ရတဲ့ post တစ်ခုကိုကျွန်တော် share လိုက်တယ် song from မှာယောက်ျားလေးတွေကိုအဲ့ LGBT community တွေကစသလိုနောက်သလိုနဲ့ကိုင်းလာတယ်ဒါလည်း sexual harassment မြောက်ပါတယ်ဆိုရင်အားမျိုးပေါ့နော်ရေးထားမျိုးတွေ့ရအဲ့တော့ ဒါကကျွန်တော်ပတ်ဝန်းကျင်မှာလေတတိထားမဲ့ awareness ပေးတဲ့အရာတစ်ခုဖြစ်လာပြီပေါ့နော် attention ပေးတဲ့အရာတစ်ခုဖြစ်လာပြီဘာလို့လဲဆိုတော့ယောက်ျားလေးလည်းလူပဲသူတို့လည်းသူတို့အထီးတွေ့ခံကျင်တဲ့ဂျန်နာမျိုးစားဆိုရှိကျွန်တော် straight ဖြစ်နေလို့မျိုး main key တယောက်ရဲ့အထီးတွေကိုပဲခံကျင်တာလားဆိုတော့ no မဟုတ် main မှတိုင်းနေမဟုတ်ဘူးလေကိုအစင်ပြေလို့ latin ခံကျင်တဲ့ main မရဲ့အထီးတွေပဲခံကျင်တာဟုတ်တယ်မလားဒါယောက်ျားလေးလည်းအထီးတွေ့မခံကျင်တဲ့လူဆိုတာဘယ်ဂျန်နာမှမဆုံးရှိရဲ့ဆိုတာအားလုံးပေါ့နော် ဒီ society တခုလုံးကပို့ပြီးတော့ကြကြပြင်းပြင်းတည်လာတင့်ပြီလို့ကျွန်တော်ကမြင်တယ်ဒါကတော့ကျွန်တော်ရဲ့အဖြစ်အပျက်တွေလည်းကျွန်တော်ဖွင့်ပြီးတော့ပြပြ social media ပေါ်မှာ အများကြီးအများကြီးထိတဲ့ဆိုတဲ့အခြေအနေရှိတယ်အာပြီးခဲ့လာ၄အတွင်းကပဲကိုပိုင်ထက်တန်းကျောင်းတခုပေါ့နော် student target လာဟုတ်တယ်တင်တယ်အဲ့ဒီကိုပိုင်ထက်တန်းကျောင်းကကျောင်းဆရာ၄ယောက် founder ၄ယောက်နေပေါ့နော်ပတ်သက်ပြီးတော့လည်းတတိယအများကြီးထွက်တယ်အဲ့ဒီမှာယောက်ျားလေးတွေကိုယ်တိုင်မိန်းကလေးတွေပဲပေါ့နောက်ပြီးတော့ဘယ်မျိုးနေက ကျောင်းဆရာတယောက်လည်းမသိဘူးကျောင်းသားရေအယောက်30နီးပါးလားမသိဘူးသူကျူးလွန်ခဲ့ရဆိုပြီးတော့ rain day အမှု sexual harassment လုပ်တဲ့အမှုတွေနဲ့တိုင်ခင်ရဲဆိုတော့အလုံးဖက်လိုက်ရအဲ့တော့ဘာကိုပြောချင်လဲဆိုတော့ယောက်ျားလေးချင်းပဲဆိုပြီးတော့လွတ်မထားကြနဲ့ဒါဒါကျွန်တော်ပုံမှန်နေပြပါဘောနော်လွတ်မထားကြနဲ့ဒီလိုအမှုတွေအမှုတွေအများကြီးရှိတယ်ကိုရီးယားမှာဆိုလို့ရှိရင်လည်း silence ဆိုတဲ့ရုပ်ရှင်ကကြည့်ဦးမှာပါအဲ့ကလည်းတကယ်ဖြစ်မှန်ပြန်ရတာအဲ့စွန့်ကနားမကျအောင်ကအောင်းသားအောင်းသူလေးတွေဒီအမှား ကြောင်းကိုကြည့်ပါတော့အဲ့လိုမျိုး sexual harassment တွေလုပ်တာအဲ့လိုမျိုး assault လုပ်တာတွေ abuse လုပ်တာတွေတော့ပါတယ်ဒီခါကြလို့ရှိရင်အဲ့ဒါတွေကအများကြီးရှိရယ်ဆိုတာကိုကျွန်တော်ဒီ podcast ကနေပြီးအားလုံးပြောချင်တယ်အဲ့တော့ဒီ podcast မှာကျွန်တော်ကကျွန်တော်တွေ့ကြုံနေတဲ့ဆက်ဆက်တာလေးပဲပြပြပါပါတော့ဒါကြီးကိုဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာမိဘတွေကကိုယ့်ရဲ့သားသမီးတွေကို sex education မပေးခင်ကိုယ်ကိုယ်တိုင် sex education ကိုသိထားကြားနေမှနဲ့လွတ်ထားမှဒီလိုမျိုးအမှုတွေဖြစ်တာမဟုတ်ဘူးကြားကြားချင်းနဲ့ဖြစ်နိုင်မိမအချင်းချင်းနဲ့ဖြစ်နိုင်တယ်နော် ဆန် education အားလုံးသိကြတယ်နဲ့သူတို့ကကလေးတွေကိုမပြန်ပြီးတော့အဲ့လိုမျိုးမပေးခင်မှာပေါ့အဲ့ဒီ knowledge ကိုပြန်မပေးခင်မှာပေါ့သူတို့ကိုယ်တိုင်ဒါယူထည့်ထည့်ပုံသိထားမှကလေးတွေကိုပြန်ပြီးတော့ခက္ခနာအရှင်းပြနိုင်မယ်လို့ဒါကျွန်တော်မြင်တယ်။ဟုတ်လဲဆိုကလေးတွေကိုကလေးတိုင်းရဲ့ဆက် education သိတယ်မှန်တယ် okay ကျွန်တော်လက်ခံတယ်ဒါပေမဲ့ခဏထားလိုက်အောင်ကလေးတွေကိုစောင့်ရှောက်မယ် parenting လုပ်မယ် parent တွေကိုယ်တိုင်ကမှဒီ education ကိုမသိထားဘူးဆိုလို့ရှိရင်တော့ ကလေးတွေတင်ပြီးဘူးဆိုတာပုံမှန်ဖြစ်နေကျွန်တော်တို့အားလုံး society ကသိနေကြရတဲ့အချက်ကတော့မြင်နေကြရတဲ့အချက်ကလေးတိုင်းရဆက် education သိတင်နေအဲ့ဒါမှ private area တွေကိုတို့ထိတွေ့ကြံတွေ့မှုနဲ့ပတ်သက်ပြီးတော့သူတို့လုံခြုံအောင် safe child safe ဖြစ်လာအောင်လုပ်ပေးနိုင်မှာလို့အားလုံးမြင်ကြမှန်နေဒါပေမဲ့ကလေးတွေလည်းသိတင်နေမှန်နေဒါပေမဲ့ကလေးတွေကိုတွင်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 ပေးမယ်မိဘတွေကိုယ်တိုင်ကအရင်ဆုံးသိတယ်။ဘာလို့လဲဆိုမိဘတွေကိုယ်တိုင်ကဟာဒါကြီးကိုမတင်ပေးချင်တဲ့မိဘတွေလည်းအများကြီးရှိရဲ့ဗျာ။ဒီမှာဒါကြီးကလေးကို blue သွားတင်လို့ရမှာကလေးကငယ်သေးရတာကလေးသေးတဲ့အရာမဟုတ်ဘူးအဲ့ဒီ knowledge တွေအဲ့ဒီ အာအတွေးခေါ်ရင်းနဲ့ close mindset ဖြစ်ပြီးတော့လုံးဝတည်နေကြတဲ့မိဘတွေလည်းရှိတယ်။တွေးခေါ်တည်သွားတာပြောချင်တာပေါ့နော်။အဲ့ဒါကြီးသူတို့ခေါင်းနဲ့အရင်ရောက်အောင်လုပ်ပြီးတော့မှဒီဒီမြန်မာနိုင်ငံမှာမိဘအကြီးအကျယ်10တန်းရှိရဆို10တန်းလောက်မိဘ အဲ့အသိဉာဏ်ရပါမှခလေးကိုပြေးလို့ရမှာခလေးကိုတိုက်ရိုက်သွားပြေးလို့ရှိရင်တော့ရမှာမဟုတ်သေးဘူးလို့တော့ကျွန်တော်မြင်တယ်မိဘတွေကိုယ်တိုင်ကလည်းအเจ้าမှာဆက်အကျူကြီးရှင်တင်နေခါကြလို့ရှိရင်လူလူလတ်လတ်နဲ့လက်တင်ခံပြီးတော့ခေတ္တရရတင်တင်တဲ့အရာဆိုပြီးတော့ပြောရဲဆိုရင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့ဒီ podcast ကတော့ဒီလောက်ပါပဲ I'll see you next episode see you later